ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်ကြားဖြန့်သတင်းကတော့ထိုင်းအာဏာပိုင်များဟာအကြီးစားကြားဖြန့်နှိမ်နင်းမှုစီမံကိန်းအရာထိုင်းနိုင်ငံတဝန်းလုံးမှာရှိတဲ့ခရိုင်22ခုမှာရှိတဲ့နေရာပေါင်း90ကိုစုံစမ်းစစ်ဆေးကဝင်းအောင်စီးနှင်းခဲ့ရမှာဘန်ငွေ10ဘီလီယံကျော် အမေရိကန်ဒေါ်လာ333တန်းကျော်ဖို့သိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေဆက်ဖြတ်ကျော်ကြားဖြတ်လုပ်ငန်းများအမြင့်ဖြတ်ရေးဆိုတဲ့စစ်စင်ရေးအရာကမ်ဘောဒီးယားအခြေစိုက်ကထိုင်းနိုင်ငံသားများကိုပြစ်မှတ်ထားပြီးလိန်လိန်နေတဲ့ကြားဖြတ်ကိုရံများနဲ့ပတ်သက်ကစုံစမ်းဖော်ထုတ်စီးနေရမှာဇိမ်ခံရွက်လေအစ်စ်မြဲဇိမ်ခံကားများဗန်စီရဲသိမ်းဆည်းမှုများအခြားပိုင်ဆိုင်မှုများကိုထိုင်းစုံစမ်းထောက်လှမ်းရေးဗဟိုကဥဆောင်ပြီးဖော်ဆောင်ခဲ့ရမှာအဓိကကြားဖြတ်ကွန်ရက်ကြီး၄ခုနဲ့ပတ်သက်တဲ့သိမ်းဆည်းရရှိမှုများများပြခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်အနုတင်ကသတင်းစာရှင်းလင်းပွဲပြုလုပ်ကပြောကြားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကြားဖြတ်အဓိကကွန်ရက်ကြီး၄ခုဟာပြုတ်ကမ်ဘောဒီးယားစီးပွားရေးသမားဂျန်စီကွန်ရက်ကပစ္စည်းပေါင်း၁၀၀ခုတန်ကြီးငွေထိုင်းဘတ်ငွေ383တန်းအမေရိကန်ဒေါ်လာ17.8တန်းပိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ဒုတိယကွန်ရက်ကတော့ကမ်ဘောဒီးယားကြားဖြတ်ခေါင်းဆောင်ကော့အန်နဲ့ပတ်သက်တဲ့ပစ္စည်းပေါင်း90တန်ကြီးငွေထိုင်းဘတ်468တန်းအမေရိကန်ဒေါ်လာ14.6တန်းပို့ အချိန်မှတော့တိမ့်စိမှုအဖြစ်တမ်မိုထိုင်းနဲ့မစ္စတာယင်းလစ်နဲ့မစ္စတာဘန်စမစ်တို့ရဲ့ပိုင်ဆိုင်မှုများကိုသိယူခြင်းဖြစ်ကနေကွန်ဒိုတိုက်ခန်းများအပါအဝင်ပစ္စည်းပေါင်း90တန်ကြီးအဖြစ်ထိုင်းဘတ်ငွေ6.29ဘီလီယံဒေါ်လာတန်း190ဘိုးတို့ပါဝင်ကဇီကာ009ကားတစ်စီး Ferrari 488 GTB ကားတစ်စီးနဲ့ Porsche Cayenne SE Hybrid Coupe ကားတို့လည်းပါဝင်ခဲ့တယ်လို့သိရပါဗျ။သရုတ်ထကွန်ရက်ဟာခရစ်ပုံငွေချင်းနဲ့ stock ဈေးကွက်မှာငွေချေးခွာချကစားခြင်းများကိုပြုလုပ်ခဲ့တယ်။ EUAN ခွန်အပါအဝင်အခြားဆက်ဆက် company များရဲ့ပိုင်ဆိုင်မှုများကိုတင်စီရမိခဲ့ခြင်းဖြစ်ကဘတ်ငွေ46တန်း American Dollar 1.3တန်းတန်းနဲ့ပြည်စီ32မျိုးကိုတင်စီရမိခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါဗျ။ Cambodia စီးပွားရေးဘဏ် BIC ဥက္ကဋ္ဌ Mr. Yin Lik Kha ထိုင်းမျိုးသမီးကိုဇနီးလောက်ကခိုင်းနိုင်ငံသားခံယူထားမှုကိုလည်း နိုင်ငံသားအဖြစ်ကနေပယ်ဖြတ်တယ်ဆိုပြီးတော့ထိုင်းဝန်ကြီးချုပ်ကပြောခဲ့သလိုတိန်းစီပစ္စည်းများအားရက်60ယာယီထိန်းသိမ်းခြင်းဖြစ်ကတရားမဝင်ဥပဒေပြင်ပကနေရှာဖွေရယူထားတဲ့ပစ္စည်းများမဟုတ်ဘူးလို့ရက်30အတွင်းမှာအယူခံတင်သွင်းကခိုင်လုံခဲ့ရင်တော့ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ရှင်းလင်းပြောကြားသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ